ို့ဖြစ်ရလဲခွန်နိုင်ရဲ့ကြားတဲ့တဲ့ကလည်းမယုံနိုင်ကြပါပဲတော်တော်လေးလက်စိတ်မကောင်းဖြစ်မိတယ်ကိုအောင်မိုးလိုအပြင်လူတယောက်တောင်တော့ခံစားနေရတယ်ကျွန်တော်မှဒီညီလေးတယောက်ပဲရှိတာလေကျွန်တော်ဘယ်တော့ခံစားရမလဲစဉ်းစားကြည့်ပေါ့ဒါနဲ့ခွန်နိုင်ညီရောစခန်းသွားပြီးဖန်ခံလိုက်ပြီလားဖန်မခံပါဘူးဗျာ तू ကတိတိမေကို तू မတတ်ဘူးတဲ့ကိုမတတ်ဘူးဆိုလဲစခန်းသွားပြီးတော့ဖြည့်ရှင်းတင်တာပေါ့ဒါနဲ့ညီကိုနှစ်ယောက်ဒီစားထဲမှာတွေ့ဖြစ်သေးလား ဲ့ဒီအမှုဖြစ်တဲ့နေရာတော့စခန်းကကျွန်တော်ဖုန်းဆက်လာတယ်ဖုန်းဆက်လို့စခန်းကိုအတော်လမ်းမှာသူနဲ့ကျွန်တော်နဲ့တွေ့သူကလည်းဒီလိုမျိုးလုံးဝမတက်ဘူးလို့ခါခါတီးတီးကိုပဲညင်းသွားတယ်ဒါနဲ့ဒီမှုနဲ့ပတ်သက်ပြီးတော့စခန်းကဘာပြောသေးလဲသူတို့ကတော့တီးတီးမေအလောင်းဟုတ်မဟုတ်တေချာအောင်စစ်စစ်မယ်တဲ့ပြီးရင်တော့ကျွန်တော်အကြောင်းပြန်ပြန်ပြောတာပဲလောလောဆယ်တော့ဗျာမပြေတော့ကံရှိဆိုသလိုကျွန်တော်ညင်ရတော့တန်တရားတရားခံဖြစ်နေတာ သေချာတစ်ခုကတော့ကျွန်တော်ညီတီတီမေကိုတတ်ဖူးဆိုတော့ကျွန်တော်လည်းပြောရဲတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ညာငငယ်လေးကအရင်ကြောက်တယ်။သူများကလည်းနာကျင်အောင်တစ်ခါမှမလုပ်ခဲ့ဘူး။အေးပေါ့ဗျာလူဆိုတာလည်းအသက်တရာမနေရမယ်။အမှုတရာပွေးဆိုတဲ့လိုမျိုးပဲဖြစ်ခဲ့တာလေးဖြစ်ပြီးမှတော့ဘာတတ်နိုင်တော့မှလဲ။ဖြေရှင်းရတော့မှာပေါ့။အကူညီလို့ရင်လည်းကျွန်တော်ကိုပြောပေါ့ဗျာ။ကျွန်တော်တတ်နိုင်သလောက်အကူညီဖို့အစဉ်သင့်ပါပဲ။ကျေးဇူးပါဗျာ။ ဥတော်မောင်နိုင်ဟုတ်မင်းမင်းကြီးရဲ့အမှုပြတာလားဟုတ်ကျွန်တော်သိချင်တာလေးရှိလို့ပါဟုတ်ပါတယ်ဟုတ်နော်ဖိုင်ပါအင်းခုတော့ဆိုရင်တော့မင်းကြီးရဲ့တလဲလို့ကြားပြီးတော့ ခန့်ကျွန်တော်အကြောင်းကြားကျွန်တော်ပြပြီးပါတယ်။ဒါကြောင့်လည်းဥထုံးစီလာပြီးတော့အကျိုးအကြောင်းကျွန်တော်သိချင်တာလေးထပ်ပြီးလာမိတာပါ။ဟိုဘယ်လိုဖြစ်ကြတာလဲ။ဥလို့တိတော့ပြောရမယ်ဆိုရင်တော့အဲ့ဒီနေရာဟိုတူပါကြီးစီကိုချစ်စောချစ်စောဆိုတာသူ့ရဲ့မိတ်ဆွေလားတဲ့ပါ။ချစ်စောနဲ့မောင်ထနိုင်တို့နဲ့ကတိတ်ပြီးတော့မသိမြတ်ကြအောင်။အဲ့ဒါနဲ့ပဲတူမကြီးနဲ့မောင်ထနိုင်တွေကလည်းစကားများပြီးတော့မောင်ထနိုင်အပြစ်ခတ်သွားတယ်ပေါ့။ခဏနေတဲ့ခါကျတော့ ူမကြီးကသူတို့စားဖို့တော့ဖို့ဆိုပြီးတော့ကုလေးကိုဈေးတော့ပါခိုင်းတယ်။အဲ့ဒါကုလေးရဲ့ဖြစ်တာပေါ့။ကုလေးပြန်လာတဲ့အခါလည်းကြာတော့သူမကြီးကသူ့ရဲ့နေမှာကောင်းပြက်ပေးနေ။အနောက်ကလည်းပဲမောင်ထက်နံကိုတွေ့တဲ့အခါကျတော့ဦးလေးလည်းပဲမောင်ထက်နံတတ်တယ်လို့ပဲဆွဆွဲပြတာပေါ့ကွာ။အဲ့ဒီအခါကျတော့မောင်ထက်နံကသူမတတ်ဘူးဆိုတော့ညင်းပြီးတော့နောက်ဆုံးဘလုံးကပြောဆိုပြပဲခပ်ပြေးသွားတယ်ကွာ။ဒါနဲ့ဦးလေးလည်းဘာမှမလုပ်တတ်တော့တာနဲ့ရဲစခန်းသွားပြီးတော့အမှုကွယ်ရတယ် ဦးလေးပြောတဲ့ထဲမှာခြေစောဆိုတဲ့လူတယောက်ပါအဲ့လူကဘုံဖျက်သွားတယ်တိတိမိနေအဲ့လူတွေကဘယ်လိုပတ်သက်လဲအော်အဲသူမကြီးနဲ့ခြေစောနဲ့ဘယ်လိုပတ်သက်လဲဆိုရင်တော့ဘယ်လိုပြောရမလဲသူမကြီးရဲ့နောက်ဤသားဆိုတော့ပါအော်တန်းနဲ့အဲ့ခြေစောဆိုတော့ဘယ်မှနေရလဲလေးတိလားသူနေတာကဟိုနိစကအနိစကထဲဆင်းသွားတဲ့ခါကျတော့ပူတာရှိတယ် ဲ့ပူတော့နောက်ပါတယ်မနေရဟိုဦးလေးလည်းဟိုတလောကသူ့အိမ်ကမှာပစ္စည်းတစ်ခုသွားယူခိုင်းတာနဲ့အဲ့အိမ်ကိုတိလိုက်တာပေါ့ကျွန်တော်မရှင်းတာတော့ခုရှိသေးတယ်ပြကျွန်တော်ညီကတီးတီးမေကိုခေါင်းဖြတ်ပြီးတတ်တယ်ဆိုတော့အဲ့ဒီခေါင်းကဘယ်ရောက်ပါလဲဦးလေးကတော့မှအဲ့ကိစ္စကိုစဉ်းစားမိရောပါဟိုအိမ်ကိုရဲနေတာပြီးတော့စစ်စစ်ကြည့်ရခါကြတော့သူ့ဘာကြီးရဲ့ခေါင်းရောခုတ်ဖြတ်ထားတဲ့ဓာတ်ရော မတွေ့ဘူးတော့ပြောတာပဲဒီအမှုကတော့တဖြည်းဖြည်းနဲ့ရွှေထွေးလာဟုတ်တယ်ကွာဦးလေးမှလည်းပဲတူမကြီးမရှိတော့ဘူးဆိုတော့ရှေ့လျှောက်ပြီးတော့မသိခင်လေဦးလေးရဲ့ဘဝစောင့်ဝင်နေတဲ့ဘလို့ဖြည့်ရှင်းရမလဲဆိုတော့စဉ်းစားရနေပဲခေါင်းမိတောက်နေတာနဲ့အဲ့ကြောင့်လည်းမတွေ့နိုင်တော့ပါဘူးကွာအခုလိုကျွန်တော်ကိုတေချာရှင်းပြပေးတဲ့ဦးထွန်းကျေးဇူးတင်ပါတယ်ဟုတ်ဦးထွန်း ိုချစ်စောကနိစခန္ဓာတန်လန်းနာမှာနေဟုတ်တယ်နော်ဟုတ်တယ်ဟုတ်တယ်အဲ့တန်လန်းနာမှာဘူဒါရှိတယ်အဲ့ဘူဒါကတော့ကြောက်တာပါသိငယ်မြုံမခါထက်လိုက်မင်းဘာလျှောက်လို့ရလဲငါမကျွလွန်နေမှုတော့အဆွဆွဲခံနေရတယ်ကွာမင်းကျွလွန်မထားဘူးဆိုလဲမင်းသွားရှင်းလေကွာ ရှင်းလို့မရသေးတော့ပါကွာမြို့မယ်ဟိုငါ့ကိုလေအခုတော့ကူညီပါလားကွာဟမ်ဘာဘာကူညီမရပါတော့ငါထမင်းမစားရတာနှစ်ရက်လောက်ရှိပြီကွာအခုငါဘိုက်ရမ်းစာနေလို့ငါ့ကိုတခုခုဝယ်ကျွေးပါလားကွာဝယ်ကျွေးတာမဆက်မယ်မယ်မနေ့ကနေပတ်သက်နေငါဘာမှုလည်းပါသွားမှာပေါ့ကွာမပါစီရပါဘူးတကယ်ချင်းဟာလို့ပါကွာဟိုငါအရန်ဘိုက်စာနေလို့ပါကွာနော်ရှုပ်ဆက်ကွာမင်းကောင်းကောင်းတော့ဖေငါမေ့နေပြီကြောက်ဟုတ်ပါတယ်တကယ်ချင်းဟာငါတောင်းတော့မှာလေကွာငါမှားခဲ့ပါတယ် ဟိုငါ့ကိုဒီတစ်ခါဒီတစ်ခါလေးပဲကူညီပါကွာနော်ငါတော့ပဲကူညီနိုင်မှာကွာနောက်လည်းလာမပတ်သက်နဲ့ငါ့ဘောင်ကအေးချမ်းမဲ့နေစီတယ် ားပါလေဟိုကိုချစ်စောတော့အိမ်ကတိတာဟာတိတာပေါ့ဟာလေပစ္စည်းလို့ကြောင်းပစ္စည်းလို့ကြောင်းပါကိုကျော်စီသွားကြရမလို့ဘာလို့မှာပါကျုံးမှာဟိုဘာပစ္စည်းလဲဗျာဟာတိရမင်းကဆရာချစ်စောကိုမေးပြီးတော့ဘာပစ္စည်းလဲဆိုတော့ဘာလို့မလို့ပြောရမလဲဆရာချစ်စောကအဲ့လိုဆရာဆိုတော့သူသူဘာလို့လာလဲတိရနေရဲလားကိုမေးတယ်မင်းမဟုတ်ပါဘူးဗျာဟိုကျွန်တော်သူ့အကြောင်းစိတ်ဝင်စားလို့ပါသူ့အကြောင်းနည်းနည်းသိချင်တော့ပါပြောစိတ်ဝင်စားတာအကြောင်းတိမရှိဘူးကွာ

ဟာဒီလိုကြီးကရဲဖြစ်မယ်ကွာထိနိုင်တယ်ငါတို့တတိထားတော့ဆက်သွားပြန်မလား ီရီမေရောကလေကိုချစ်ပြီဆိုလို့ရှိရင်အနစ်နာခံချစ်တယ်ကိုမချစ်တော့ဘူးဆိုလို့ရှိရင်ကိုဘလောက်ပဲနစ်နာနေပါစေတက်စေဖို့တော့ဝန်လေးတယ်အဲ့တော့မဘယ်လောက်ရွေးမလဲဆိုတော့တေချာစဉ်းစားပြီးဆိုပြန်မတားဘူးစေငါသာဒုက္ခရောက်ပါနင်ဘာဖြစ်သွားမလဲဆိုတော့နင့်ကိုတွေးထားနမရှိရတော့တော့ဟောအောင်နေတော့မာပြောဦးမတော်ချိနေတာမင်းကပါသူးသူရ နေငါအိမ်မှာဆက်နေမယ်ဆိုရင်ငါကျွေးတဲ့ထင်းလေးကိုစားတဲ့အချိန်ကလွဲတော့ကျန်တဲ့ချိန်တွေကရုပ်ဆက်ပြီးပိတ်ငင်းငင်းလေးနေလာမင်းမင်းဘာလဲမင်းတီတီကိုတခြားနေ့တော့ကြည့်ပတ်လို့မရှိဘူးမင်းကတီပေးလိုက်ဝဝသာဝူဝင်းနေဝင်မရှုပ်နဲ့ချစ်သောဆိုတဲ့မှာအချစ်ကိုဇောကပ်ပြီးချစ်တဲ့ ထထိုင်းဒီဒီကျေးဇူးပါဗျာ။ဒီမှာတရားရှိရေကိုကြီး။ဘာဖြစ်လာလဲ။ဟုတ်အထဲမှာတရားနဲ့တွေ့ခဲ့တယ်ကိုကြီး။ဩမဖြစ်နိုင်တာကညာ။ဟုတ်ပါတယ်ကိုကြီး။ကျွန်တော်မျက်စိနဲ့တက်အောင်မြင်ခဲ့တာကိုကြီး။ဟုတ်ဒီနေ့မေရလေးတရားဖြစ်နေပြီကိုကြီး။ဟုတ်ဟုတ်လို့လားကွာညာ။ တော့တီတီမေကိုလေမမမေစီအကြောင်းမှမရှိတာကိုရဲဒါနဲ့ငါညာအိတ်ခံတော့ဘာလာလို့တာလဲကျွန်တော်တီတီမေကိုမတက်ဘူးလေကိုရဲကိုကောင်ချစ်စောချစ်စောတက်တာများဖြစ်နိုင်မလားဆိုပြီးတော့လာစုံစမ်းတာကိုရဲကိုရဲရောကိုရဲလည်းငါညီလိုပဲဥထွန်းစီကဒီကောင်ချစ်စောရဲ့အကြောင်းသိလို့မလို့ဒီကောင်ရဲ့အခြေအနေကိုလာပြီးတော့လေ့လာကြည့်တာအင်းငါညီပြောပုံရဆိုလို့ရှိရင်တော့တီတီမေကတေးတာမဖြစ်နိုင်ဘူးတီတီမေတေးတာမဖြစ်နိုင်ဘူးဆိုရင် တီတီမေအိမ်မှာရှိတဲ့ခေါင်းပြက်ကြီးอ่ะဘယ်သူလဲဟင်ကိုကြီးအဲ့တော့တော့ကိုကြီးလက်တီချောင်ပြောတတ်တယ်တီချောင်တော့ကိုကြီးနဲ့ညီနေမခံကြလို့ရှင်အဲ့ယုံထပ်ပြီးတော့တော့တီချောင်ပါလို့ရောစရာလာပြန်အောင်ဟုတ်ကဲ့ဖိုင်စင်းနေရပြီ။စလိုက်စလိုက်မိတဲ့ညနေကတော့ပြောနေပါသေး။စုံမဲ။အရှိကတော့တီဝါတဲ့လူကတီကြီးဆိုတော့သူတို့မယုံဘူး။ ုအဲ့ဒီအလောင်းကိုတရားရင်စစ်တယ်ကိုယ်လည်းတရားနဲ့ဘယ်မှမတော်ဘူးမှားလိုက်တယ်ကွာသူတို့ကြည့်ရတာကိုတို့မတင်ရတဲ့ပုံပဲဟုတ်အခုမှတော့ပေါ်တော့ခဲ့တော့တင်းရောခရောပါပြီကိုယ်အာဒါနဲ့ကညာပါလေခဏအိမ်လာသွားတယ်တော်သေးတာပေါ့သူကတည်ရင်တည်ရင်လို့ထင်သွားတာတည်တယ်တည်သူ့ကိုယ်လည်းပါလာတယ် ဒီပုံစံတိုင်းဆိုရင်ထက်နိုင်တော့ဒီရောနောက်တစ်ခေါက်ထက်ရောက်လာတယ်။ဟိုသူတို့ဒီကိုထက်ပြီးမရောက်လာဘူး။အခုတို့ဒီကနေပြီးတော့ဟိုအများဆုံးလက်သက်ကိုပြီးရင်ကောင်းတယ်ပြီးတော့ဟိုခုနပြောတော့အခုရဲရဲဒီကနေဘယ်မှမတော့အောင်ဆို။ဒီဒီရဲရဲစကားကိုနားထောင်ရအခုတို့အကုန်လုံးထက်ရောက်မှာဟောကွာ။ကဲဒီဒီပြင်ထင်ကြရည်ပြီးပြီးတော့ဖြစ်တဲ့ရှင်ကိုလည်းတော့အခုမိုးချုပ်လာတယ်ဒီလက်သက်ကရောက်လာ။အဲ့ပါကွာအခုဒီအောက်ပါလား။အခုစားပါဒီဒီရဲ

别慌了！ ဖြစ်ပြီနော်တတိစေရာကိုချင်းစောင့်ကြည့်လိုက်အချင်းမှန်ရင်အဲ့ဒီကိုရောက်ဖို့ထားတဲ့အချင်းကိုကိုပြရမယ် ီကပြေးကြပါဘေးကမင်းတို့မလုပ်တာမင်းတို့အားလို့အားလို့ရဲတွေဝိုင်းတာသိနေမယ်မင်းမသိဘူးလားဟုတ်တယ်သိနေမယ်မသိဘူးအခင်းဖြစ်သွားတဲ့နေရာအလောင်းဘာလို့ဒီမတင်ကားလို့စစ်စစ်ကြည့်တဲ့ခါသိနေမယ်ရဲ့လောင်းမို့ပဲနဲ့ဒီရင်ကကိုချစ်စောရဲ့ဇနီးမန်နီလာရဲ့အလောင်းဖြစ်အဲ့ဒါကြောင့်မလို့ကိုချစ်စောတို့မတင်ကားလို့စောင့်ကြည့်နေတယ် ခုတော့လက်ဘူးလက်ကြံပြီကဲခင်ဗျပါညင်းအောင်ညင်းတော့ပါဗျာအဖြစ်မှန်အားလုံးကျွန်တော်ရှင်းပြပါဒီဒီဟမ်ဒီအကိုတဲ့အခုတော့နေရတာပြောခဲ့တာပြောတာပေါ့ကိုရကိုတခါတော့ပြောမှုတလို့ပဲလေတယောက်နဲ့တယောက်သာနားလည်မှုရှိနေဘာပြဿနာမှဖြစ်เสียကြအောင်မရှိတော့နားလည်မှုရှိရကောင်ကတော့ထွက်သွားပြီ ဒါမှတခုပဲဘွယ်။ तू ကသူ့အိမ်နဲ့ဆက်မပြေဘူးဆိုတော့ဒီစီကိုပြန်လာမှမသိ။အဲ့တော့ဘာမှစိတ်မလဲတီတီ။တကယ်တော့တီစီကိုသူပြန်လာရင်အရင်ကတားတဲ့လက်စင်ထပ်ပေးလိုက်ပါဘောတီတီရဲ့ဟမ်။ကုလို့ဆိုသူတဲ့သူ့ကိုနဲ့အစီအမံနေတော့ပါပြီ။အဲ့တော့ဘာမှဟုတ်ပြီလား။အဲ့လိုမျိုးစင်ပြေရဆိုတော့တိတ်ကောင်းတော့ပေါ့။ကိုနဲ့တီးနေကြရမှာဘာနောက်ရှင်းမရှိဘူး။ဟမ်။ လုံးမဘာကိစ္စရှိရပြောအခုရေးကြည့်တဲ့လုပ်ကိစ္စရှိလို့မားသေးဘူးဘာလို့ကိစ္စလဲရှင်မြင်ငယ်နဲ့လှုပ်ရှုပ်နေရမလားဟဲ့ဒီဘာကြီးပြောနေရတော့နေငါဆိုလေဘယ်တော့မှအကောင်းမမြင်ဘူးသိလားရှင်ကဘယ်တော့ကောင်းတာတွေလုပ်ခဲ့ဘူးလို့လဲအခုလဲရှင်မြင်ငယ်အိမ်မှာနှက်နေကျမမသိဘူးများထင်နေလားဟဲ့နေငါ့ကိုထင်ရမများလေဆွဆွဲမနေနဲ့ငါအခုလုပ်ထဲမှာတော့နေငါဘယ်နှခါပြောရမလဲဒီလာတော့မတိကြပဲနဲ့ဘယ်တော့မှမပြောအခုလဲရှင်မြင်ငယ်ရှေ့ရောက်နေရှင်အခုထွက်လာပြီးတော့ပြဿနာလာရှင်ပါ ဟဲ့နင်ကဘာလို့တော့ဘာသာပြောရမလဲရတယ်လေအဲ့ဆိုကျမဝင်လာပြီဟယ်လိုဟယ်လိုဘာဖြစ်နေလဲဘာဖြစ်ရမလဲအခုမင်းမကူအင်ရှိကိုရောက်နေတယ်အဲ့ဒါအခုကလာဆောင်နေမှာဖြစ်နေတော့ဟိုတိတိသူ့လာမင်းနေကိုမတိမရှိရပြောလားဟုတ်ပြီလားကိုကလေဘာလို့ရှောင်နေမှာလဲ ထိတိုက်ရှင်းလိုက်လေဘာလဲကိုကသူ့မပြတ်နိုင်ဘူးလားမပြတ်နိုင်ဘူးဟုတ်ပါဦးတီတီရဲ့ဟိုသူနဲ့ကိုနဲ့ကြားပါလိဟိုငွေကြီးကိစ္စလေးနေပါရှင်းရရှိသေးတယ်တီတီရဲ့ဟိုသူလည်းကိုပြောတယ်လို့ပြောရမှာနော်ဘုကားချောင်းနေတယ်ရှင်ပဲပြင်မလို့လေရှင်ဟာလေး အိမ်မှာကောင်းကောင်းထားတာတောင်ကောင်းကောင်းမနေခြင်းမနဲ့အမြဲတမ်းခြံခုန်ကျင်တဲ့နွားပဲအေးငါအိမ်မှာအေးအေးဆေးဆေးနေရရင်ငါအပင်မခံခြံခုန်ပါ့မလားဟမ်လာငါအိမ်မှာစိတ်ချမ်းသာတာမနေခဲ့ရလို့ငါတာယာမှုရှိတဲ့နေရာမှာငါနေတာဟာဒီမှာငါအခုလို့အလီလိုက်အောင်လုပ်နေတဲ့အဓိကတရားခံနင်းဟဲ့နင်းအော်ရှင်ရပဲမဟုတ်တာလို့သိတယ်ကျမကပဲပြစ်တယ်ပုံချကျင်တယ်ပေါ့ဟုတ်လားဒီမဟုတ်လို့လားငါပြောနေရတယ်မဟုတ်လို့လားမဟုတ်ဘူး ရှင်ဟာလေတီလားမရှိတိတ်ခါမရှိတဲ့ယောက်ျားရှင်လိုလူယုံမောင်လက်ခံထားတဲ့မိန်းမောင်လည်းအံ့ဩတယ်ဟာဟာနေစမ်းမောင်နင်တို့စပ်ပန်းနာတယ်မောင်ငါလာပြီးဆွဲမထည့်နဲ့နော်နေစမ်းမောင်နင်ကဘာဖြစ်ချင်တာပါလေနင်ယောက်ျားကိုမချိနဲ့ဘူးလားကွာမလားနေကွာမလို့ငါ့ဆင်းလက်မထိုးပြီးယူလိုက်မှာအော်မင်းသူများလေးကိုကြောင်တောင်မိုက်လို့အားမရလို့ပေါ်တင်မှာလိူတော့မယ်ပေါ့ထလားဟုတ်တယ်အဲ့ဒါပါပဲအဲ့ဒီတော့နေကလင်ခိုးမှာပေါ့လေလင်ခိုးမှာဟာ 你阿娘我。你咋？你咋？你咋？你你咋这么凶？这么凶？俺是不能弄枪的，不能弄枪的，我。你咋？你这多麻烦。 သတိတို့ဒုက္ခရောက်ပြီးထင်ပါတော့ကွယ်ဒီဒီဒီဒုက္ခမရောက်စီအောင်ဒီကိစ္စကိုဘယ်မှာလဲသိတာမဟုတ်ဘူးအားလုံးကိုစစ်စစ်ပြောခင်ဗျားတို့ကမန်နီလာရဲ့အလောင်းကိုခေါင်းဖြတ်ပြီးတော့တီတီမေရဲ့အဝတ်အစားတွေဝတ်တီတီမေတည်တဲ့ဟန်ဆောင်ပြီးတော့ခပ်ပြေးတိန်ဆောင်ကိုစူးစမ်းနေကြတာကဲပါအခုတော့ဥပဒေရဲ့အပြုတ်ကိုခံယူဖို့အတွက်စကန်းကိုလိုက်ခဲ့ပါဦး ထက်လာတယ်ခင်ဗျားလည်းလက်ခဲ့ပြီဟုတ်ကဲ့ပါ တ်တယ်ခိုးရကျွန်တော်မှုတေချာစစ်ဆေးလိုက်တဲ့အချိန်မှာကျွန်တော်အမှုမကျူးလွန်ထားဘူးဆိုတာကိုသူတို့ကလက်ခံလိုက်ကြရလေအဲ့ဒါကြောင့်မလို့အမှုကနေခွန်းလုံးကျွတ်လွတ်လာတာကိုကြီးကဝမ်းသာလိုက်တာငါကြီးဟာဒါဆိုလို့ရှိရင်အခုငါကြီးကအိမ်ကိုအပြစ်ပြန်လာပါတော့ဒါပေါ့ကိုကြီးဟာကျွန်တော်ဘောကတော့အေးချမ်းဆုံးငါခိုးရရိတ်ကကိုကြီးရဲ့အရေးအာဝါသားဆိုတာကျွန်တော်သိလိုက်ပါပြီကိုကြီးကပြီးတော့ကျွန်တော်မှားခဲ့တဲ့အမှားတွေအတွက်လည်းကိုကြီးကိုတောင်းပန်ပါမယ်အားလုံးကြီးကိုကြီးတောင်းပန်စရာမလိုပါဘူးကွာဂျီကိုဓာတ်နဲ့ဖြတ်လို့မပြတ်တယ်လို့ခိုးလို့ကြီးကိုနေရာဝယ်တန်ရောစရာလဲဘာနဲ့မှဖြတ်လို့မပြတ်ပါဘူး ။ဟာညီပေါ်မှာလည်းကိုကြီးဘယ်တော့မှမပွင့်မြူခဲ့ဘူး။အမြဲတမ်းခွန့်လို့ပြတာပါ။ကိုကြီးဘက်ကအပြစ်မယူဘူးဆိုပေမဲ့ကျွန်တော်ဘက်ကတော့ကိုကြီးပေါ်မှာပြင်မမိခဲ့တာရှိခဲ့ပါတယ်။မိဘတွေထားခဲ့တဲ့အမွေနှစ်တွေအားလုံးကိုကြီးတယောက်တည်းလက်ဝဲကြီးအုပ်ချင်တယ်ဆိုပြီးတော့ကျွန်တော်ရဲ့စိတ်ထဲမှာအတွေးမှားမြင်မှဖြစ်ခဲ့မိပါတယ်။အဲ့လိုကိုကြီးပေါ်မှာပြင်မခဲ့မိတာတွေအတွက်လည်းကျွန်တော်ကိုခွန့်လို့ပြပါနော်။ဟာညီတောင်းပန်ပြီးရင်အကိုကြီးလည်းညီလေးကိုပြန်တောင်းပန်အောင်။အကိုကြီးကညီလေးကိုဆုံးမတဲ့ခါမှာဒေါသတွေနဲ့အမြဲတမ်းဆုံးမဖြစ်ခဲ့ ော့ငါညီရဲ့ဆန္ဒကိုလည်းလက်လူရှုခဲ့ဆုံးမတဲ့ခါတိုင်းမှာလည်းငါအိမ်ငါအိမ်ဆိုတဲ့ငါဆွဲနဲ့အတ္တကြီးစွာငါညီကိုပြောခဲ့ပြီအဲ့တွေ့လဲငါညီကိုရခွန့်လို့ပါကျွန်တော်ခွန့်လို့ပါတယ်ကိုကြီးဟာဒါပေမဲ့ကျွန်တော်စိုးရင်တာတခုတော့ရှိတယ်ကိုကြီးဟာကျွန်တော်မှားခဲ့တဲ့အမဲဆက်ကြီးဟာကျွန်တော်နောက်ကိုအရေးလိုလိုက်ပြီးတော့ကျွန်တော်ရဲ့လူပတ်ဝန်းကျင်မှာလွှမ်းမိုးနေမှာဟုတ်ပဲကျွန်တော်စိုးရင်တာကိုကြီးဟာပြည့်စင်ပြင်ခနာဆိုတဲ့စကားလည်းရှိတယ်မို့လားကညီအဓိကကတော့ကွာ ကိုမှားတာကိုမှားမှန်းသိပြီးအမှန်ပြနေအဲ့ဒါလူတော်ပဲကွာနောက်တော့ဘာညီယာတီရီမေလိုအစိတ်ရှိတဲ့မိန်းမတွေကိုဝေးဝေးရှောင်နိုင်မှုပဲစူးစမ်းအောင်စိတ်ချပါကိုရာနောက်တော့တီရီမေလိုမိန်းမမျိုးတွေနဲ့ဘယ်တော့မှမပတ်သက်တော့ပါဘူးလို့ကျွန်တော်ဘက်ကကတိပေးပါတယ်ပြီးတော့ကျွန်တော်ဘွားကိုလည်းအစိတ်တင်းနဲ့ဓာတ်တလဲမဖြစ်စေရတော့ပါဘူးအခုဖြစ်ခဲ့ပြက်ခဲ့တာတွေအားလုံးကိုတင်ငန်းစာယူပြီးတော့အချောင်ရအလွေရတဲ့ဘယ်အရာကိုမှမမမောတော့ပါဘူးလို့ကျွန်တော်ဘက်ကကတိပေးပါတယ် ပြီးတော့မိဘတွေအမွေထားခဲ့တဲ့လေယာဉ်ကြီးအလုပ်ကိုကိုကြီးနဲ့တူလုပ်ကင်ရင်လည်းကိုကြီးနဲ့တူအတက်ထက်ဆုံးနေသွားပါမယ်လို့ကျွန်တော်ကခရီးပေးပါတယ်ဟာဟန်မင်းတကယ်ပြောတာနော်တကယ်ပြောတာပေါ့ကိုကြီးဟာအာဝမ်းသာလိုက်တော့ဟန်ကြီးဟာ